အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စက်သားကိုငဖယ်ငယ်ဆုပ်ချက်တဲ့ပုံစံမျိုးလေးစက်သားလုံးရှင်စက်လေးချက်စားပြပါရရှင်လွယ်ရတာလဲလွယ်ပူပြီးစားလို့လဲကောင်းတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ဒါကတော့စက်သားလုံးလုံးဖို့အတွက်စက်ရင်ပုံ25စက်သားခန့်ကိုလုံးဝညက်နေတဲ့အထီကောင်ကိုဆင်းထားပေးပါရစေ။ကြိတ်ဆက်နဲ့ကြိတ်မယ်ဆိုလည်းရပါရဲ့ရှင်။ခင်းနှစ်ချက်ဖို့အတွက်ပို့တော့ခရမ်းကျင်သီး၃လုံးစာကိုတည်တည်လီထားပေးပါရစေ ကျက်တုံနီဦးနှလုံးကိုလည်းပပတီတီထီထားပေးပါရရှင်။ခုကျက်သားကို အရသာနေဖို့အတွက် စားထည့်ပါမယ်။ဟင်ခန့်မုံလေးလည်းအနေငယ်ထည့်ပါမယ်ရှင်။စနွေးမုံနဲ့အနံ့လေးပို့ပြီးတော့မြှုပ်တော့အောင်လို့မရုပ်ကောင်းမုံလေးလည်းထည့်ပါမယ်။ဒါကတော့စက်တင်ဖြူနဲ့ဂျင်းကို ထောင်းထားတာလေးပါသူ့ကို အရေးလေးပဲညှစ်ပြီးတော့ထည့်ပါမယ်ရှင်။ဒါမှအနက်လေးပို့ပြီးတော့မှုသွားအောင်လို့ပါ ပြီးရင်တော့လက်ကိုမကတ်ရအောင်လို့စီလေးအနေငယ်စုပြီးတော့အရသာကြီးနှံ့ဆက်သွားအောင်လို့နေပေးပါမရှင်။ဇတားကငဖယ်လူမျိုးအရန်မမာတဲ့အခါမျိုးကြတော့ကျွန်မအတုထဲကိုပြောင်းခွန်ဖို့ကိုထမင်းစားစုံတယ်။တစောမမောစားလောက်ကြီးထည့်ပြီးလိုက်ပါရရှင်။ပြီးတော့မှဒီပြောင်းပုံပုံနဲ့စက်သားလေးကိုအားလုံးတမသွားအောင်လို့သူတွေချက်ချလေးထည့်ပြီးတော့နေပေးလိုက်ပါတယ်။ပြောင်းပုံပုံလေးထည့်လိုက်တော့မ နေရတာလဲစီစီပန်ပန်လေးဖြစ်တယ်လို့ပဲဆက်တဲ့အခါမှာလဲမမလေးနဲ့စားလို့ပို့ပြီးတော့ကောင်းပါလို့ရှင်။နေရင်လည်းလက်မကတ်လာတယ်ဆိုလို့ရှိရင်စီလေးဆွဆွပြီးတော့နေပြပါမယ်။ပြီးရင်တော့ငဖေကိုရိုက်တယ်လို့မျိုးပဲဆလင်းငါးချက်လောက်အားရပါရလေးရိုက်ထားပေးလိုက်ပါမယ်။ခုလူမျိုးရိုက်တာမဟုတ်ဘဲနဲ့စုံထဲမှာထည့်ပြီးတော့ထားမယ်ဆိုရင်ရပါလိမ့်ရှင်။ဒီနေထားလေးရောက်ပြီဆိုရင်တော့ရပါမယ်။ ပြင်းတော့တက်သားလုံးလေးတွေကိုစပြီးတော့လုံထားပေးပါမယ်။လုံပြီးထဲမဲ့ပကံလေးကိုလည်းစီလေးတုပ်ထားပေးလိုက်ပါမယ်ရှင်။ဒါမှမကတ်အောင်လို့ပါ။ပြင်းတော့ကိုချက်နှစ်သက်တဲ့ပုံစံမျိုးလေးလုံထားပေးလို့ရပါတယ်။ကျမကတော့ကိုအလုံးခက်သေးသေးလေးတွေပဲလုံထားပေးပါရရှင်။ဒါမှကြော်တဲ့အခါမှာရောချက်တဲ့အခါမှာရောပူပြီးတော့အကျဉ်းရအောင်လို့ပါ။အားလုံးလုံပြီးသွားပြီဆိုရင်တော့စပြီးတော့ကြော်ဖို့အတွက်ဥလေးကိုစီထည့်ထားပါမယ်။ ီးရင်တော့ခုနကလုံထားတဲ့ဒီကြက်သားလုံးလေးတွေကိုအိုးလေးကိုအကုန်လုံးထည့်ပေးလိုက်ပါရှင်ကြက်သားလုံးလေးတွေအားလုံးအိုးလေးကိုထည့်ပြီးပြီဆိုတော့ငါမီးကိုဖွင့်ပြီးတော့ကြော်ပေးပါရှင်ဒါမှအကြက်လည်းညီအောင်လို့ပါကြော်တဲ့အခါမှာလည်းအရင်ကြီးကျွတ်အောင်မကျော်ပါဘူးရှင်။နှစ်ဖက်စလုံးအရောင်လေးပြောင်းပြီးတော့အပေါ်ရောင်ကြီးလေးကိုတင်းလာတဲ့အနေထားတော့ပြည့်ကျော်ပြီးပါမယ်။ကျော်လာပြီးရင်လည်းတစ်ဖက်မှာအရောင်လေးပြောင်းပြီးတော့ဒီကြက်သားလုံးရဲ့မျက်နှာပြင်လေ ေမမဒီနေ့လေးဖြစ်လာပြီဆိုတာနဲ့အထက်အောက်ကိုတောင်းပြီးတော့ကြောက်ပြပါလိမ့်ရှင်နောက်ပါစလုံးအခုလိုနေထားလေးရောက်ပြီဆိုရင်တော့ကြက်သားတုံးလေးကိုပကံတစ်ခုထဲမှာဆက်ပြီးတော့ထည့်ထားပေးရပါမယ်ပြရတဲ့ဒီကြက်သားကြော်ထားတဲ့စီလေးကိုပဲကြက်သွန်လေးလှိထားတာရယ်ဂျင်းကြက်သွန်ပြူထောင်းထားတာလေးတွေကိုပါထည့်ပြီးတော့စီသက်ပေးပါမယ်ရှင်။စနွေးမုံလေးလည်းအနေငယ်ထည့်လိုက်ပါရစေ။ ချက်တုံလေးတွေနွမ်းလာတဲ့အထိအောင်လို့စီသက်ပေးပါမယ်ရှင်။ချက်တုံဖြူလေးအလုံးနွမ်းသွားပြီဆိုရင်တော့မြေူတီဟင်းချက်မုတ်ကို ထမင်းစားစုံနဲ့တစုံစားတော့ထည့်ပါရစေ။ပြီးရင်ဒီမြေူတီအစိမ်းနံလေးကြောက်သွားတဲ့အထိအောင်လို့စီသက်ပေးပါမယ်ရှင်။မြူတီအစိမ်းနဲ့ပြောက်ပြီဆိုတာလေခရမ်းချင်းတီးလှိထားတာကိုထည့်လိုက်ပါမယ်။ဤရင်တော့ဒီခရမ်းချင်းတီးအနေငယ်နွမ်းလာတဲ့အထိအောင်ကို1မိနစ် ောင်းမျှတွေးပါမယ်ရှင်။ခရင်စင်ဒီအတွက်ကိုတော့အရသာစားနှင်းငယ်ထပ်ထည့်မျိုးထည့်လိုက်ပါမယ်ရှင်။ခရမ်းချင်းဒီလေးတွေအနည်းငယ်နွမ်းလာတဲ့အချိန်အောင်မှုတွေးပြီးပါပြီဆိုရင်တော့သူ့ထဲကိုရေထည့်ပြပါမယ်ရှင်။ပြီးရင်တော့နူးပြီးတော့အနှင်းလေးရလာတဲ့အချိန်အောင်ကိုအဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်။ကဲဘူးဆိုရင်တော့ခရမ်းချင်းဒီလေးတွေလည်းနွမ်းပြီးတော့အနှင်းလေးရလာပြီပေါ့နော်။ ဒီနေသားလေးရောက်ပြီဆိုရင်တော့ငကကြောက်ထားတဲ့ချက်သားလုံးလေးတွေကိုထည့်ပြီးတော့ဟင်းအနေလေးတွေနဲ့တမတော့အောင်လို့ခဏလောက်မှုပေးလိုက်ပါမယ်။ပြီးရင်တော့ရေမထည့်သေးဘဲနဲ့ဒီဟင်းအနေလေးကိုစီကျန်လာပြီးတော့အနည်းငယ်ခြောက်လာတဲ့အထိအောင်လို့အဖုံးလေးဥပြီးတော့2မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ရှင်။ခဏလောက်တည်ပေးပြီးလို့အခုလိုစီကျန်လာပြီဆိုရင်တော့အစအရသာအတွက်ကိုတော့မြေယူသီးစိမ်းထချမ်းချမ်းထားတာလေးတွေကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့ရင်ွေးစုပြီးသားကိုစက်သားလုံးကြီးမြေတဲ့အထိအောင်လို့ထည့်ပေးပါရရှင်။ဒါမှသာစက်သားလုံးကြီးလေးမျိုးပြီးတော့ရေလဲခန်းစီလဲပြန်ပြီးတော့အထည်ထည့်အောင်အရသာလေးစိတ်ဝင်သွားမှဖြစ်ပါမယ်။ဖုံးလေးအုပ်ပြီးတော့တည်ထားပြီးလိုက်ပါမယ်ရှင်။တင်နေရင်လည်းဟင်းရီလေးအနေငယ်ပေါ်လာတာနဲ့အရသာလေးမြည်ကြည့်ပြီးတော့လူအပ်တာထက်ထဲမှာပါတယ်။ဘာကတော့ရတာနေနေပေါ်တာနေငံပြိုင်လေးအနေနဲ့ထပ်ပြီးတော့ဆက်လုပ်ပါမယ်ရှင်။ပြီးတော့မှအဖုံးလေးပြင်အုပ်ပြီးတော့15မိနစ်လောက်ထပ်တည်ထားပြီးလိုက်ပါမယ်ရှင်။ ကဲခုဆိုရင်တော့ဟင်းရီလဲခန်းပြီးတော့စီပြန်လာတဲ့အနေထားလေးလဲရောက်လာပြီပေါ့နော်။စက်သားလုံးကြီးတွေကလည်းကြက်နေပါပြီနော်။ဒီနေထားလေးရောက်ပြီဆိုရင်တော့ကျမကနောက်ဆုံးပူချကန်နေရင်အနက်လေးပို့ပြီးတော့မှုန်းမွေးလေးဖြစ်သွားအောင်ကိုရှမ်းနဲ့နဲ့ရီလေးကိုအုပ်လိုက်ပါမယ်။ပြီးရင်တော့မီးလေးပိတ်လိုက်ပါလို့ရှင်။ဒါဆိုရင်တော့အနံ့ရတာနဲ့ပြေဆုံးပြီးစားလို့အရန်ခောင်းရဲ့သက်သားလုံးရှင်းဆက်ဟင်းလေးရပါပြီရှင်။ လုံရရလည်းမခက်တယ်လို့စားလို့လည်းကောင်းပါဘူးလုံမစားဘူးသေးဘူးဆိုရင်တစ်ခါတော့ချက်စားကြည့်ပါတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပါရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြမယ်နော်